်မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါစကိုင်းမှာရှိတဲ့စစ်တပ်ရဲ့စစ်စေးဂိတ်ကိုစက်တင်ဘာလ26ရက်နေ့မှာတနက်မဖောက်ရဘဲတိမ့်နိုင်ခဲ့တယ်လို့ Unicorn ပျောက်ကြားတပ်ဖွဲ့ UGF ကစက်တင်ဘာလ28ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်စကိုင်းမြို့အဝင်ဝါချက်ရွာတောင်ဘက်မှာရှိတဲ့စစ်တပ်ရဲ့စစ်စေးရေးဂိတ်ကို UGF အဖွဲ့တိုက်ခိုက်ဖို့သွားခဲ့ပေမဲ့စစ်သားတွေကားနဲ့ထွက်ပြေးသွားတယ်လို့အဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရတယ် UGF ရဲဘော်တွေကအဲ့ဒီဂိတ်ကိုရှင်းလင်းရေးဆောင်ရွက်ပြီးပြန်လည်ဆုတ်ခွာလာချိန်မှာစစ်တပ်ဘက်ကအင်အားအလုံးရင်းနဲ့အဲ့ဒီတက်ဂိတ်ကိုပြန်လည်ခြေတက်လာကြတယ်လို့သိရပါဗျ။သခိုင်းမျိုးပေါ်ကနေအင်အားတွေထပ်ဖြည့်ပြီးပြန်လာတဲ့အဲ့ဒီစစ်ကြောင်းဟာလမ်းတစ်လျှောက်အနီးဝန်းကျင်ကကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တဲ့အတွက်ဒေသခံ၂ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ယူနီကွန်ပျောက်ကြားတပ်ဖွဲ့ UGF ရဲ့တာဝန်ရှိသူက DVB ကိုပြောပါရရှင်။ ထိုင်းနိုင်ငံမဲဆောက်မြို့မှာလူကုန်ကူးမှုတားဆီးရေးနဲ့ရှင်သန်လွတ်မြောက်သူတွေကိုကာကွယ်စောင့်ရှောက်ရေးအတွက်အစည်းအဝေးတစ်ရက်ကို IOM ကဦးဆောင်ပြီးစက်တင်ဘာလ25ရက်နေ့မှာကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးကိုမဲဆောက်ခရိုင်အုပ်ချုပ်ရေးယုံထိုင်းရဲတပ်ဖွဲ့ထိုင်းလူဝင်မှုကြီးကြပ်ရေးလူကုန်ကူးမှုတိုက်ဖျက်ရေးဌာနနဲ့အရက်ဘတ်အဖွဲ့တွေတက်ရောက်ဆွေးနွေးခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးပွဲမှာတော့မဲဆောက်မြို့ပေါ်မှာဘတ်တထောင်ပေးပြီးအလုံသမားတွေရဲ့ CIN ကိုရေးအချက်လက်တွေရယူနေတာတွေကိုဘလို့အရေးယူဆောင်ရွက်မလဲဆိုတာတွေကိုဆွေးနွေးတင်ပြမေးမြန်းခဲ့တယ်လို့အဝေးရောက်အရာဝတီ OIA အဖွဲ့တာဝန်ရှိသူကပြောပါတယ်။ အထောက်အထားလက်မှတ်တွေကိုဝယ်ယူခြင်းငှားရမ်းခြင်းကိစ္စတွေကိုအရေးယူရမှာဖြစ်ကြောင်းနဲ့ပေးသူကိုရောယူသူကိုပါအရေးယူခံရနိုင်ကြောင်းထိုင်းရဲတပ်ဖွဲ့ကရှင်းပြခဲ့ပါတယ်။အဲ့ဒီလိုဖြစ်ရတဲ့ဖြစ်ပွားခဲ့တာတွေတွေ့ရှိခဲ့ရင်ရဲစခန်းကိုလာရောက်တိုင်ကြားနိုင်ကြောင်းနဲ့အရေးပေါ်ဖုန်းနံပါတ်191ကိုဆက်သွယ်ပါကမိနစ်ပိုင်းအတွင်းမှာလာရောက်တုံ့ပြန်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ဖြေရှင်းထားပါတယ်ရှင်။ စစ်ကောင်စီစစ်ကြောင်းကြောင်မဲနဲ့အနည်းဆုံးကိုရောက်ရှိလာပြီးဖြစ်ပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ TNL ဘက်ကတော့မြို့ကိုလက်မလွတ်ရရည်အကောင်းဆုံးခုခံကာကွယ်နေတယ်လို့ TNL ပြောခွင့်ရလွေရည်ဦးကပြောပါတယ်။ထပ်အောင်သတင်းပေးပို့ထားတာပါရှင်။ TNL ထိန်းချုပ်ထားတဲ့ကြောင်မဲကိုဥတီထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်တွေဟာကြောင်မဲမျိုးနဲ့ပုံနီးလာပြီးစကန်းသာရွာအထိရောက်နေပြီလို့ TNL ဘက်ကပြောပါရတယ် နောင်ချိုကိုပြန်ပြီးသိမ်းပြီးတဲ့နောက်စစ်ကောင်စီကကြောင်မဲကိုဆက်လက်ဦးတည်နေတာဖြစ်ပြီးကြောင်မဲထိုးစစ်ဟာတလဝန်းကျင်ကြာပြီလည်းဖြစ်ပါတယ်။လက်ရှိမှာတော့နားရခန်းနဲ့ရှုခင်းတာဘက်မှာတိုက်ပွဲကစပီးပြင်းထန်နေတယ်လို့သိရပါတယ်။စစ်ကောင်စီကမြေပြင်တာလွန်အင်အားတွေတုံးနေတယ်လို့လက်နက်ကြီးလေကြောင်းနဲ့ဒရုန်းတွေကိုလည်းအများပြားသုံးပြနေတယ်လို့ TNL ပြောခွင့်ရလွေရီဦးက TV ကိုပြောပါတယ်။အာဟုတ်ကဲ့ပါ ်လောလောဆယ်မှာတော့ကျမတို့ဒီအနေနဲ့စီကောင်စီတက်ပြီးဒီအကြောင်းမဲမြို့နိုင်ခံပတ်မှာတော့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်အဲ့ဒီစကန်တာဘက်မှာတော့တိုက်ပွဲတွေပြင်းထန်နေတာမျိုးရှိပါတယ်ဟုတ်ကဲ့တိုက်ပွဲကတော့တော်လေးပြင်းထန်ပါတယ်စီကောင်စီဘက်ကဒီလေကြောင်းဖြင့်တော့ကောင်းပွင့်ကျတိုက်ခိုက်တာမျိုးတွေရှိတယ်ပြီးတော့လက်နက်ကြီးတွေပြီးတော့ drone နဲ့တုံပြူပြီးတော့မှတိုက်ခိုက်တာမျိုးတွေရှိပါတယ်စီကောင်စီဘက်ကတော့ကြောင်းမဲစီရေးဝင်ကို ခုချိန်ထိလည်းအင်အားတွေထပ်ပြီးဖြစ်တည်နေဆဲဖြစ်တယ်လို့လည်း TNL ပြောခွင့်ရကပြောပါရယ် TNL အနေနဲ့ကတော့ကြောင်မဲမျိုးမကြစေဖို့အတွက်အပြင်းထန်ခုခံကာကွယ်နေတယ်လို့လည်းဆိုပါရယ်လက်ရှိအချိန်ထိကတော့ကြောင်မဲမျိုးကိုထိန်းချုပ်ထားဆဲဖြစ်တယ်လို့လည်းဆိုပါရယ်လောလောဆယ်ကတော့တိုက်ပွဲကတော့တလားအနိပါရှိတော့မှာပေါ့လေနော်လောလောဆယ်ကတော့ကျမတို့ခုခံပြီးတော့ကကွယ်နိုင်ပါသေးတယ်ဒီနောက်ပိုင်းကတော့တိုက်ပွဲဒီဆက်လက်ပြန်ထပ်လဲရှိပါတယ်။အော်ဆိုတော့ကတော့ကျမတို့ဘက်ကတော့တက်နိုင်ဆုံးခုခံကကွယ်မှုနဲ့လဲဆောင်ရွက်နေပါတယ်။ စစ်ကောင်စီကတော့ကြောင်မဲမြို့နယ်ကိုပါရွေးကောက်ပွဲလုပ်ဖို့အတွက်ကြေညာထားတာပါဒါကြောင့်ကြောင်မဲကိုစစ်ကောင်စီအနေနဲ့မြန်မာကပြန်တိုက်နေတာဖြစ်ပါတယ်စစ်ကောင်စီကတော့ကြောင်မဲအပြင်တီဘောကိုပါတဆက်တဲ့ထိုးစစ်ဆင်မှုတွေပြင်ဆင်နေတဲ့အခြေအနေလို့စေးလစ်လာတုံးတတူဖြစ်တဲ့ CDM ပိုကြီးကိုစင်ရောကလည်းပြောပါတယ်ကျွန်တော်ထားအောင်ပါ DVV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝန်ပါ